မင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ငွေကြေးနဲ့ပတ်သက်ရင်စိတ်ချသေးချာမှုကိုပဲအာရုံစိုက်လေလေငွေကြေးရှားပါမှုနဲ့ပို့ပြီးတော့ကြုံရနိုင်လေပဲဆိုတဲ့အကြောင်းအရာလေးကိုညောက်ပေးလိုပါတယ်အသည့်ညီမတယောက်ကလာပြီးတော့ဆွေးနွေးပါတယ်သူတို့ရဲ့ဝင်ငွေကိုတိုးပွားအောင်ရင်းနှီးမြှုပ်နှံမှုတစ်ခုခုလုပ်ချင်ပေမဲ့သူ့ရဲ့မြို့သားကပတ်စံဆိုတာတခြားနေရာမှာထားတာထက်ကို့ဘာသာတင်ထားတာကပို့ပြီးတော့စိတ်ချရတယ်လို့ပြောတော့ဘလို့လောက်ရမှမသိဖြစ်နေတယ်တဲ့ သူ့ရဲ့မျိုးသားကတင်မောတာပါသူ့ရဲ့ဝင်ငွေတွေကိုဒီတိုင်းမိခံတက်တာတဲ့ထက်ထားတဲ့အခြေအနေကိုလက်ရှိငွေကြေးဖောင်းပွားပြီးနဲ့ချိန်ထိုးပြီးတော့တွေးကြည့်မယ်ဆိုရင်ဒါမြင်ရောက်နိုင်ပါတယ်လူများစုကဝင်ငွေကောင်းကောင်းလိုချင်ကြပါတယ်ချမ်းသာကြွယ်ဝချင်ကြတယ်ဒါပေမဲ့စွန်စားမှု risk ကိုယူဖို့ထက်စိတ်ချသေးချာမှု security ကိုပဲဖက်တွေ့ထားကြပါတယ်အကျိုးဆိုရင်အမျှော်မြင်လည်းရှိတယ်အရင်နှီးလည်းရှိတယ်လုံနိုင်ကိုင်းနိုင်စွမ်းလည်းရှိတယ် ကိုယ်ပိုင်လုပ်ငန်းငယ် financial freedom အခြေအနေနဲ့လည်းဖြစ်ချင်ကြတယ်။ဒါပေမဲ့ရှုံးမှကြောက်တဲ့စိတ်နဲ့ကိုပိုင်စီးပွားရေးစဖို့တွန်းဆုတ်တကြတယ်ပေါ့။အဲ့ဒီလိုကိုယ်စီးတဲ့ငွေကို အရင်နည်းပြုတ်ပြီးတော့တိုးပွားအောင်မလုပ်ခဲနဲ့အသက်ကြီးတဲ့အထိဒီလာကဝင်ငွေလိုဒီ earn income တစ်ခုတည်းနဲ့ရရတုံးတုံးဒီလုံးလေချားလေလက်နေတဲ့သူတွေကလည်းအများကြီးရှိပါတယ်။ပညာတတ်အောင်ကြိုးစားစစ်ချရတဲ့အလုပ်ကောင်းကောင်းကိုရှာဆိုတဲ့ လမ်းညွန်မှုနဲ့ပဲကြည်ရင်းလာရတဲ့လူမှုတိုင်းဝိုင်းမှာ အများစုကဂျော့ဆက်ဂျူရီကိုပဲပို့ပြီးတော့အာယုံစိုက်ကြတယ်ပေါ့မင်းနေနဲ့စိတ်ချသေးချမှုနောက်ကိုများများလိုက်လေလေဘဝမှာ ရှားပါမှုကို ပို့ပြီးတော့ကြုံရနိုင်လေလေပဲဆိုပြီးဘော့ဖက်ကီယိုဆာကီက Rich Dad Guide to Investing ဆောက်ထဲမှာပြောထားပါတယ်ဆိုလိုတာကစိတ်ချသေးချမှုဆိုတဲ့ဆက်ဂျူရီအာမခံရှိမှုနဲ့ ရှားပါမှုဆိုတဲ့စကက်စီတီကဒွန်တွဲနေပါတယ်။ဒါကလည်းရှင်းပါတယ်။ဘဝမှာ လုံခြုံစိတ်ချမှုကိုပဲအာယုံဆိုင်လေလေအခွင့်အလမ်းမြင့်တက်မှု financial skill လို့ကျွမ်းကျင်မှုတွေကိုရှားဖွေသင်ယူဖို့နဲ့လေဒီဖြစ်နိုင်ခြင်းနည်းလေးလေးပေါ့နော်။ဆိုတော့အခွင့်အလမ်းမြင့်တက်မှုနဲ့ financial skill အားနည်းလေလေငွေကြေးဆိုင်ရာအကြက်တဲ့ကင်းမိုးကလည်း ဖြစ်နိုင်ခြင်းနည်းလေးတွေပဲဆိုတာဟိုတိုင်းစင်ကြင်ရအောင်ねကျွန်တော်ရဲ့ follower တွေကိုလည်းငွေချင်းနဲ့ပတ်သက်ပြီးတော့ပေါ့နော်စင်ကြင်လို့ရအောင်ဇရာအင်းစောရဲ့လက်ရကိုမျှဝေပေးရခြင်းဖြစ်ပါတယ်နောက်ထပ်ကောင်းစဉ်တစ်ခုနည်းလည်းကျွန်တော်မျှဝေကိုပြန်လာခဲ့ပါဦးအဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်